ါများကျွန်တော်တို့ Hobby Channel မြန်မာနေပြီးတော့ကွန်တိုင်းစတင်ပြုလုပ်မဲ့ဝါသနာရှင်အစ်စ်တွေအတွက် beginner တွေအတွက်ပေါ့နော်ဒီနေ့တူးပင်တဲ့လားသရံတူတဲ့ပရိမနာတပင်ကိုစတင်ဖြတ်တောက်ပြမှာဖြစ်ပါတယ် ကျွန်တော်တို့အခုဂိုင်းနေလဲရှင်းပြီးပြီဆိုတော့ကျွန်တော်တို့အပင်နဲ့တူးပင်ရဲ့ဟိုပါလာတဲ့ဘော်ဒီနဲ့ပေါ့နော်ကိုက်ညီတဲ့အပင်ပုံစံကိုကျွန်တော်တို့ရွေးမယ်ဗျရွေးမယ်ဆိုတော့မလိုတာတွေပယ်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီပင်တစ်ပင်မှာဆိုလို့ရှိရင်ဒီလိုအချိုးအစစ်လေးနဲ့သူ့အချိုးအစစ်နဲ့သူရွေးချယ်လို့ရတယ်ဒီအားလေးဆိုရင်မလိုဒီဘော်ဒီနဲ့ဟန်ချက်ညီတဲ့အကိုင်းလေးဆိုရင်ကျွန်တော်တို့ခြံထားလို့ရမယ်ဒါအပင်အမြင့်အတွက်ပေါ့နော်အပင်အမြင့်တစ်ပင်ကိုဖန်တီးမယ်ဆိုရင်ဒီလိုမျိုးလေးတွေ ျွန်တော်တို့လိုအပ်တဲ့ဂိုင်းလေးတွေရွေးချယ်ခြံထားရမယ်မလိုတာလေးတွေပယ်ရမယ်ပေါ့နော်အဲ့လိုလုပ်လို့ရတယ်ဗျကျွန်တော်တို့ကဒီအပင်ကိုကျွန်တော်တို့ကနှစ်မျိုးယူလို့ရတယ်ဒီလိုအမြင်လေးသုံးမယ်ဆိုလည်းရတယ်ဒါမှမဟုတ်လို့ဒီနေရာလေးရပြက်မယ်ကျွန်တော်အပင်အနေမုံတော့ကျွန်တော်လိုချင်တဲ့အနေလေးပြန်ပြီးတော့လုပ်မယ်ဆိုလည်းရတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဖြတ်မှာအခုဆိုရင်ကျွန်တော်နှစ်မျိုးဖြတ်ပြလို့ရတယ်ဒီပင်မှာကျွန်တော်အရင်ဆုံးအရှိကိုဖြတ်ပြမယ်ပေါ့နော်အပင်အရှိလေးပေါ့ ျွန်တော်တို့ဒီအပင်လေးကိုအခုဂိုင်းနေရှင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့စတင်မဖြတ်တောက်ခင်မှာကျွန်တော်စဉ်းစားရမယ်လှုပ်ဆောင်ရမယ်ချက်နဲ့ချက်ရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီအပင်ကိုအမြင့်ယူမလားကျွန်တော်တို့အနေယူမလားဘလို့စတိုင်သွားခြင်းလဲအင်ဖော်မယ်အရိုက်လားဟိုနက်ထရယ်လားဘောနော်အဲ့လိုမျိုးကိုသွားခြင်းတဲ့စတိုင်ကိုအရင်ဆုံးရွေးချယ်ရမှာဘောနော်ရွေးချယ်ပြီးတော့ကျွန်တော်တို့ဘယ်ဂိုင်းတွေကတော့ပယ်သိမ်းတယ်ဘယ်ဂိုင်းတွေကတော့ထားသိမ်းတယ် အဲဘဲခိုင်းလေးကိုရွေးလို့ရှိရင်ဘဲစတိုင်လေးနဲ့လိုက်မယ်အဲဒါမျိုးလေးကျွန်တော်ရွေးချယ်ရမှာကြ။ဟုတ်ဒီပင်လေးကတော့ကျွန်တော်အမြင့်မင်အဖြစ်ဟိုဘယ်တော့ရွေးချယ်ရပေါ့ပထမဆုံးအဆင့်ပေါ့အမြင့်မင်အဖြစ်ရွေးချယ်တယ်ဆိုရင်ကျွန်တော်ဒီခိုင်းလေးကိုဒီနေရာဖြတ်မယ်ဖြတ်မယ်ဒီမှာအဖုလေးဖြစ်နေတဲ့အတွက်ဒီဟိုဥစားပေါ့ဟိုတူးပင်တွေသဘာဝပါလာတဲ့ဒီအတက်လေးကျွန်တော်တို့ဖြတ်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော်ဖြတ်မယ်ဒါကိုခေါင်ခိုင်းဖြစ်ကျွန်တော်ပြန်သုံးမယ်ပေါ့ဒီဘက်ကမျက်နှာစာ ီခိုင်းရရှိမှရှိမှရှိတဲ့အတွက်အနာပြောက်ဖို့ဒီကောင်ကိုရှိထားမယ်ကျွန်တော်တို့ဒီကောင်ကအပင်အရှိအတွက်ဆိုတော့ဒီကောင်ကပယ်ခိုင်းလေးဖြစ်သွားတယ်ပြီးရင်ဒီကောင်လေးကကျွန်တော်ဒီနားကဖြတ်မယ်ဒါကျွန်တော်တို့အပင်အမြင့်အတွက်ရွေးချယ်တဲ့ပုံစံလေးပေါ့နော် ားလုပ်ခဲ့တဲ့အချိန်ဆိုရင်တော့ဒီ၈လပိုင်းပေါ့နော်ဒီ၈လပိုင်းဆိုရင်ကျွန်တော်6နှစ်ရှိပြီပေါ့6နှစ်ရှိပြီအဲစလုပ်ဖြစ်ခဲ့ပုံကကျွန်တော်ဘာလို့ပေါ့ online ကနေပြီးတော့ online နဲ့ပတ်သက်တဲ့ interview လေးတခုတွေ့မိတယ်ဗျအဲဒီကနေစပြီးတော့တငယ်ချင်းတယောက်ကျေးဇူးကြောင့်ပေါ့ကျွန်တော်ကြည့်မိလိုက်တယ်ကြည့်မိလိုက်ပြီးနောက်နေ့မှာပဲကျွန်တော်တော်တယ်ပေါ့တော်တယ်ပြောရမှာပေါ့တော်တယ်ဝင်တဲ့အပင်ညံတူးတယ်ကြုံရပေါ့ညောင်တို့တဖန်းတို့ပေါ့ တွေ့ရဂုံတူးတာပေါ့ကွာအဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့စလုပ်ဖြစ်တယ်ပေါ့ဟုတ်ကျွန်တော်တို့ beginner တွေအတွက်ဒီအပြင်ဖြတ်တဲ့နေရာမှာတတိထားမှာလေးတရာတော့ရှိတယ်ဗျအဲ့ဒါလေးတရာတော့ဒီလိုကရိယာလေးတွေပေါ့နော်သူနဲ့အံဝင်ဝင်ကြဖြစ်တဲ့ကရိယာလေးတွေကိုသုံးသင့်တယ်ဘာလို့လဲဆိုတော့အပြင်အပြင်အတွက်ကဒီဖြတ်စာတွေကအရင်အရေးကြီးတယ်ဗျသူတို့ဖြတ်စာကိုကျွန်တော်တို့နားသွားတာမျိုးတို့အခောက်လန်သွားတာမျိုးတို့အခောက်ပွားသွားတာမျိုးတို့ဆိုလို့ရှိရင်အပြင်အတွက်အန်ဒီရရှိတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ သူတို့နဲ့တင်းတော်လဲကရိယာလေးတွေကိုတော့ကျွန်တော်တို့သုံးပေးဖို့လိုတယ်အခုလိုဒီလိုလွှတ်အသေးလေးတွေပေါ့ဒီလိုကြားလေးတွေထိုးတဲ့အခါအဆင်ပြေတယ်အဲလိုမျိုးသုံးနေနေကြကျွန်တော်တို့ဒါဆိုရင်တော့အပင်အမြင့်မင်လေးရဲ့ပုံစံတစ်ခုယူလိုက်ပြီပေါ့နော်ဆိုတော့ဒီဂိုင်းလေးတွေကကျွန်တော်တို့ဟိုပုံမှန်ဆိုရင်တော့ဖြတ်ပြစ်ကြတာလည်းရှိတယ်ဒါမှမဟုတ်ကျွန်တော်ကဒီဂိုင်းကဒီအပင်ရဲ့အချိုးကိုယူဖို့အတွက်ဒီဂိုင်းကလိုအပ်တယ်ဗျအဲဒါကြောင့်မလို့ဒီဂိုင်းလေးကကျွန်တော်ထားရမယ်ဒီလိုဝါယာလေးနဲ့ဒီလိုလေးပေါ့ပုံစံလေးတစ်ခုတွင်းထားမယ် ဒါဆိုလို့ရှိရင်ဒီ gain လေးမှာလဲရောအုပ်လေးတအုပ်ဒီ gain လေးကလဲထားတဲ့နယ် gain လေးဒီမှာရောအုပ်တအုပ်ရှိမယ်ဒီ gain လေးထားရတယ်ဒီမှာရောအုပ်လေးတအုပ်ရှိမယ်ဒီ gain ကတော့ထားလို့လဲရတယ်ထားလို့လဲရတယ်ဒါပေမဲ့ body ကဒီအရှိမျက်နှာစာမှာဖြစ်နေတယ်ဒီကောင်ကိုဖြတ်မယ်ဆိုလဲဖြတ်လို့ရတယ်ဖြတ်မယ်ဆိုရင်ဒီကောင်ကတော့အောက်ဆုံး gain ဖြစ်သွားတယ်ဒီကောင်ကတော့ခေါင် gain ပေါ့နော်ဒီကနေထွက်လာတဲ့တတက်ကိုအပေါ်ထောင်းမယ်ကြာလာတော့ပေးချမယ်ပေးချမယ်အဲ့တော့ဒီမှာခေါင်အုပ်ရှိမယ်ဒီမှာကြောအုပ်တအုပ်ရှိမယ်ဒီအပင်ရဲ့အသွားလာလေးကတော့ဒီလိုပေါ့ ဲ့လိုမျိုးလေးယူထားတယ်ကျွန်တော်တို့ဒီဖြတ်စာလေးတွေအနားလေးတွေကလည်းသိမ့်ဖို့လိုအပ်တယ်ဒါအခုလောလောဆယ်ကတော့ကျွန်တော်တို့ဖြတ်တောက်ပြနေတဲ့အချိန်မလို့ဒီဓာလေးတွေနဲ့မလို့အနားသက်လေးတွေကျွန်တော်တို့လုံးမယ်ပြီးရင်အနားကျက်စေးလေးတွေတုံးမယ်ဒီလိုမျိုးဆိုရင်ဓာလေးတွေအနားလေးလုံးမယ်အနားကျက်စေးတုံးမယ်အနားကျက်စေးတုံးခြင်းအပြင်သူကအထဲတွေကပင်စီတွေကဟိုဘယ်လိုခေါ်မလဲအရေဓာတ်ပေါ့အပြင်ကိုမထွက်ဘူးပိုးမမဝင်နိုင်ဘူးအပင်အတွက်အများကြီးကျူးကျူးတယ်ပေါ့ ဒါမှအနာကျက်စေးမရှိလို့ဟိုတခုခုပေါ့ရှင်စည်းထုံးအဲ့လိုမျိုးလဲတုံးလို့ရပါအိုဖာဒိတ်တို့ပါလို့ပေါ့ကျွန်တော်တို့အနာသားလုံးမယ်ဆိုရင်တော့ဓာတ်တက်တက်လေးနဲ့လုံးဖို့လိုတယ်ဗျခွာသွားခဲ့လို့ရှင်သူကဘယ်လိုခေါ်မလဲအနာအတွက်ကကြက်ဖို့အဆင်မပြေဘူးအနာသားကိုဓာတ်တက်တက်လေးနဲ့ခုလိုမျိုးလေးပိုက်ပြီးတော့တုံးလုံးမယ်ပေါ့ဒါဆိုရင်အနာလေးတခုလုံးသွားတယ်အဲ့ဒီကောင်လေးဆိုလေလုံးမျိုး ိုဖြတ်စာလေးတူဓာတ်ထက်လေးနဲ့ကျွန်တော်တို့အနာပပတ်လေလုံပြီးသွားပြီဆိုရင်တော့အနာကျက်ဆေးလေးတုံးမယ်ပေါ့နော်ဒီကောင်လေးလေးဆိုလဲဒီအနာလေးတွေကိုကျွန်တော်တို့ကတ္တာလေးနဲ့ကြိုက်ထားတဲ့အတွက်အစွန်းစာလေးရှိအနာလေးပြန်လုံပေးရမယ်နော်အဲ့လို ကောင်းတော့ဘောတော့ကျွန်တော်တို့ဒါ body အချိုးကအရင်ကျေမယ်တဖြည်းဖြည်းနဲ့အဖျားကိုရှူသွားမယ်ဒီကောင်ဆိုပြောရအောင်ခေါင်းကိုင်းလေးပါရပြီဆိုတဲ့သဘောပေါ့သူနဲ့အချိုးညီတဲ့အကိုင်းလေးဟိုမွေးတော့မွေးရအောင်ပါဘောတော့သူနဲ့အချိုးညီတဲ့အကိုင်းလေးမွေးပြီးွားရင်ဒီကောင်လေးကတအုပ်တအုပ်ရုပ်အုပ်လေးဒီကောင်ဆိုလေဒီအကိုင်းလေးနဲ့အချိုးညီတဲ့အကိုင်းလေးနည်းနည်းထပ်မွေးမယ်အုပ်လေးတွေရုပ်အုပ်လေးတွေဖွဲ့လို့ရသွားတယ်အခုလိုမျိုးဒီလိုအရင်ကျေအဖျားသွယ်ပြီးပါမလာတဲ့အခုလိုမျိုးဒီလိုကောင်လေးကြတော့ ကျွန်တော်တို့ဒီလိုခေါင်ခိုင်းကိုအရှိကြီးကျွန်တော်တို့ပြန်ပြီးတော့လွတ်မွေးယူရတယ်လွတ်မွေးယူရတဲ့အခါကျတော့ကျွန်တော်တို့ကဒီလောက်အရှိကြီးလွတ်မွေးပြင်မဲ့ကျွန်တော်တို့ပြန်ဖြတ်မှာကျွန်တော်ဒီနားလောက်ကပြန်ဖြတ်ဒါကျွန်တော်တို့ဘွန်တိုင်းတွင်ပေါ်မှာရင်းရတဲ့နှစ်တွေပေါ့နော်ဒီလိုအချိန်ကြီးပေးဟိုအကြာကြီးပေါ့ကျွန်တော်တို့မွေးယူရတယ်မွေးယူပြီးတော့ကျွန်တော်တို့ဒီနားလေးကပြန်ဖြတ်တယ်ဒီနားလေးကပေါ့ခုလိုမျိုးပြန်ဖြတ်တယ်ဒါကျွန်တော်တို့ခေါင်ခိုင်းအတွက်မွေးတာ ဒါဟိုဥစားပေါ့ပုံစံအတွက်တကယ်တမ်းကျတော့ဒီကားလေးကဒီလိုမျိုးမွေးယူလာမှအပင်ရဲ့အချိုးလေးတွေကျလာမယ်ဒီမှာအရင်ကျဲမယ်အဖျားကိုတဖြည်းဖြည်းတွဲလာမယ်အဲလိုမျိုးပေါ့ဒါပုံစံတစ်ပင်ရဲ့ရှိစဉ်ရှိတိုက်တဲ့အင်္ဂါရက်တွေပေါ့ကျွန်တော်တို့ဒီသေးသေးလေးတွေကိုဟိုကိုးကောက်ထားတာလေးတွေကတော့ဟိုသူ့အနဲ့သူအလှပင်လေးတော့လှတာပေါ့နော်ဒီလိုပုံစံအင်္ဂါရက်လေးနဲ့ဆိုတော့ဟိုဘယ်လိုခေါ်မလဲသူ့တံမိုးလေးနဲ့သူထွက်တာပေါ့ပုံစံတစ်ပင်ရဲ့ အင်္ဂါရက်စုံကြီးကျွန်တော်တို့သူ့တံပိုးဘွန်တိုင်းတံပိုးလေးလည်းမြင်လာတာပါလို့မြင်ဟုတ်ကျွန်တော်တို့ဘွန်တိုင်းကိုနှစ်ရှည်လာများမွေးရတယ်ဆိုတော့ဟိုချို့တွေကြတော့လေအဲ့လိုမျိုးပေါ့တီးတလေးတွေနဲ့အရွယ်စားတီးတလေးတွေနဲ့ကွေးလိုက်တာကောက်လိုက်တာမျိုးလည်းရှိတာပေါ့ဒါအခုတကယ်တမ်းဘွန်တိုင်းကိုစနစ်တကျမွေးကြမယ်ဆိုရင်ကျွန်တော်တို့ဒီမှာဖြတ်ချက်လေးတွေရှိရပြဒီဒီ body ပေါ့ဒီ body နဲ့ဖြတ်ချက်လေးတွေဒီမှာဖြတ်ချက်လေးတွေအဲဒီလိုအရှိကြီးစောစောကကျွန်တော်ပြသလိုပဲအရှိကြီးလွှတ်မွေတယ် ဒီလိုနားလေးရပြန်ဖြတ်တယ်ဒီလိုနားလေးရဖြတ်တယ်ဒီလိုနားလေးရဖြတ်တယ်ဆိုတော့အပင်လေးကလည်းသူ့အနအရင်းအွယ်လေးဖြစ်လာမယ်အရင်းကျဲအပြားအသွေးလေးတွေလည်းဖြစ်လာနောက်တစ်ခုကဒီကိုင်းလေးတွေကလည်းဒါကျွန်တော်မဖြတ်သေးဘူးဆိုတာဒီကိုင်းလေးတွေကဒီ body နဲ့ညတဲ့အချိုးရဖို့လိုနေသေးတယ်လိုနေသေးတဲ့အတွက်ကျွန်တော်မဖြတ်သေးဘူးဥပမာဒီကိုင်းလေးတွေဒီဘောဒီစထွက်တဲ့အခြေခံကိုင်းနဲ့အချိုးကျတဲ့အထိကျွန်တော်ကမွေးအောင်ပါအဲ့လိုမျိုးပေါ့အခုဒီကောင်ဆိုရင်ကျွန်တော်တို့ဒါဆိုရင်ဘလောက်ခေါမလဲ6လတစ်နှစ်ကျွန်တော်ပြစ်မွေးရတယ် ီလိုအကိုင်းတကိုင်းရဖို့အမြင့်ကြီးပေါ့နော်ကျွန်တော်တို့လူတည့်ရဖို့အဲအဲ့လိုမျိုးရဖို့အတွက်ဒါမှမဟုတ်ကျွန်တော်တို့ပြန်ဖြတ်လိုက်တဲ့အခါကျတော့ဒီလောက်လေးတွေကပြန်ဖြတ်တယ်ဒီလောက်လေးတွေဒီလောက်လေးတွေကနေပြန်ဖြတ်တယ်ဒါဘော်ဒီအရင်းအနှဲ့လေးတွေကျွန်တော်တို့ဟိုတဘာဝတိပင်းကြီးနေမှာလဲဒီလိုပဲဘယ်လိုခေါ်မလဲတကိုင်းကျိုးလိုက်တကိုင်းပြန်ထွက်လိုက်ရမှဟိုတဘာဝကြက်ကြကွေးကောက်ပြီးတော့လှနေရပါတော့ကျွန်တော်တို့ထွက်လာသမျှကိုလိန်ကွေးပြီးတော့ဟိုလောက်ယူထားတာမျိုးမဟုတ်မဟုတ်တဲ့ပုံစံမျိုးပေါ့တဘာဝစံတဲ့ လှကျင်လို့ကျွန်တော်တို့ကအချိန်ပေးတယ်ပြန်မွေးတယ်အဲ့လိုမျိုးတွေလုပ်ရတာပေါ့နော်အဲသူ့ကိုကြိုက်နှစ်တဲ့အဓိကအကြောင်းရင်းကတော့လက်ရှိအချိန်မှာပြောရရင်တော့ကျွန်တော်စိတ်ချမ်းသာတယ်ပေါ့စိတ်ချမ်းသာတယ်သူ့တက်ရှိပကြီကားတစ်ချက်လိုမျိုးကျွန်တော်တို့ဟိုနေ့စဉ်နဲ့များပြောင်းလဲပြီးပြုပြင်နေရတာလေးကိုအရင်ရသားကိုကြိုက်တယ်ဗျကျွန်တော်စားလို့ဖြစ်ခဲ့ရတာကတော့အပင်သေးသေးလေးတွေကိုကျွန်တော်တို့အပင်ကြီးပုံစံမြင်နေရတာကိုသဘောကျရင်ရနေတော့အခုသူ့ပေါ်တီမီပြီးတော့လှုပ်လာတဲ့ကျွန်တော်တို့ဟိုအရသာလေးတွေကိုပို့ပြီးတော့ကြိုက်လာတယ်ဗျ တစ်ခုနဲ့တစ်ခုမထက်အောင်လေးဖန်တီးလာရလေအဲ့မျိုးလေးပေါ့ဟုတ်ဟုတ်ကျွန်တော်တို့အခုဆိုရင်တော့ဒါအမြင့်တပေခန့်ရှိမဲ့အပင်တပင်အတွက်ဆိုတော့ဒါရပြီပေါ့နော်လက်ရှိဒီအမြင့်လေးတွေဖြတ်မယ်ဖြတ်တင်တာဖြတ်မယ်ပြန်ပြီးတော့ဖြန့်ချတင်တာလေးတွေဖြန့်ချမယ်ဒါဆိုရင်လေ့ကျင့်ဦးတွေသွင်းမယ်ဒါမှမဟုတ်မြေကြီးမှာချဆိုင်မယ်ဆိုလဲချဆိုင်လေ့ကျင့်လို့ရတယ်လေ့ကျင့်ဦးတွေမှာလေ့ကျင့်စိုက်ပြိုးမယ်ဆိုလဲရပြီပေါ့နော်ဒါတပေခန့်ရှိမဲ့အပင်တပင်အတွက်တော့ရပြီပေါ့ ဒါကျွန်တော်နောက်ဘူးတုဒအနေနဲ့ကျွန်တော်6လက်မရှိမဲ့6လက်မလောက်ကဟိုနေကျွန်တော်တို့အမြင့်ပေါ့နော်6လက်မလောက်အမြင့်ရှိမဲ့အပင်တပင်ကိုထပ်ဖြတ်ပြပေါ့မခင်ဗျာဒီအပင်ကိုပဲဆက်ပြီးတော့ဟုတ်ကျွန်တော်တို့6လက်မလောက်ရှိမဲ့အပင်တပင်ကိုပြန်ဖန်တီးမယ်ဆိုတော့ကျွန်တော်တို့ဒီနားအစဖြတ်မယ်ဗျာဒီနားအစဖြတ်မယ်ဆိုတော့ဒီမှာဟိုကျွန်တော်တို့အစင်းသိမ်းရပြီးသားအကိုင်းတကိုင်းရှိတယ်အခုကအရင်းွယ်လေးလည်းရှိမယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအပင်ရဲ့ဒီအကိုင်းရဲ့အခြေအနေအားနေကျွန်တော်စဖြတ်မယ်ပေါ့ င်ကျွန်တော်တို့6လက်မလောက်ရှိမဲ့ပင်တပင်ကိုပြန်ပြီးတော့ဖန်ကြီးမယ်ပေါ့ဒါအနာလေးတွေကကျွန်တော်ဓာလေးနဲ့ပြန်လုံးမယ်ဒီဆက်ဆအနာလေးတွေပေါ့ဓာလေးနဲ့လုံးမယ်ဒီမနာတော့သူ့ရဲ့ထုံးစံကကျွန်တော်ဒီနာအနာလုံးထားလို့ရှင်အသားပြန်တက်တာနဲ့ဒီကနေပြီးတော့အတက်လေးလဲထွက်နိုင်တယ်အဲ့ဒီတက်ကိုမျောပြီးတော့လဲကျွန်တော်တို့ ဖန်ပြီးလို့ရတယ်ဗောနော်ကျွန်တော်တခြားပင်တွေမှာတော့ထွက်တာတော့မြင်ရခဲ့တယ်ကျွန်တော်ဒီကောင်ဆိုရင်ဒါအမြင့်ပြတ်မယ်ဗောနော်ဒါခေါင်းခိုင်းလေးသွားမယ်ဒီအောက်မှာဘေးခိုင်းလေးသွားမယ်ဒီကဒီကောင်တော့ပရိမနာဆိုရင်တော့ကျင်းစီမျောလို့ရတယ်ဒီနားအတက်တက်ဗောဒါဆိုရင်ဒီဘက်ကိုသွားမယ်ဘေးညာခေါင်းသူကပြီးတော့မှအနောက်ထုတ်ချင်းထုတ်လို့ရမယ်အပင်ရဲ့အချိုးလေးပေါ့ဟို ဒါတော့ဒီခေါင်ခမ်းကတော့ဒီဘော်ဒီနဲ့မမျှသေးဘူးဒါနှစ်ဟိုတစ်နှစ်ပေါ့တစ်နှစ်တစ်နှစ်ခွဲဆက်မွေးရင်လည်းမွေးရအောင်အဲ့လိုမျိုးဒီဘေးကိုင်းလေးတွေရဖို့အတွက်ဆက်မွေးရအောင်အပင်လေးပေါ့ဒါဆိုတော့ကျွန်တော်တို့ဖြတ်လိုက်တဲ့တပေပင်ပေါ့နော်တပေပင်ဒါဆိုရင်အမြင့်တပေပင်ကျွန်တော်တို့6လက်မလောက်ကဖန်တီးလို့ရမယ်ဒီလိုအပူပင်ပေါ့ဒီလိုဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့အတွက်ဒီအပေါ်ပိုင်းဖြတ်လိုက်တဲ့ဒီအပိုင်းကိုလည်းကျွန်တော်တို့ ပရိမနာကြန့်စာဟိုအောက်ပိုင်းမှာဆိုရင်တော့ဆေးရိုးတို့ဘာလို့အထိပါရတာပေါ့အဲ့လိုမျိုးဒီကောင်တွေအမြင့်ပြန်မွေးပြီးတော့ကျွန်တော်တို့တပင်ပြန်ပြီးတော့ဖန်တီးလို့လဲရတယ်ရောက်လေးတွေဖွဲ့မယ်လိုအပ်တဲ့ဂိုင်းလေးတွေမွေးမယ်ဒါတပင်တပင်ပြန်လုပ်လို့ရတယ်နောက်တစ်ခုကဒီအကိုင်းကထက်လိုက်တဲ့ဒီခေါင်ကိုင်းလေးတွေအစားပေါ့နော်ပရိမနာဆိုရင်တော့အကောင်းဆုံးပေါ့ပရိမနာဆေးရစာကြန့်စာကျွန်တော်တို့ဒီဂိုင်းတွေပြန်ထိုးမယ်အမြင့်မွေးမယ်အကိုင်းမွေးမယ်အများကြီးဖန်တီးလို့ရတယ်ဒါဆိုရင် ဒီအလုံးဆိုင်ဆိုရင်ဒါမာမေးလေးတွေအများကြီးရတယ်၄၅၆ပင်9ပင်တော့ဖန်တီးလို့ရအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ပြန်ပြီးတော့အစင်စင်ကဲစင်ကဲလေးတွေဖန်တီးသွားလို့ရတယ်ဗျကျွန်တော်တို့စောစောကအကိုင်းဘော်ဒီအကိုင်းတွေဖြတ်တဲ့ကိစ္စပြီးဆိုကျွန်တော်အမြစ်ပိုင်းပေါ့နော်အမြစ်ပိုင်းကိုကျွန်တော်တို့ဖြတ်မယ်လေ့ကျင့်ဦးဒါမှမဟုတ်မြေကြီးထဲမှာကျွန်တော်တို့ပြန်ဆိုင်မယ်ဆိုတော့ဒီအမြစ်ကိုကျွန်တော်တို့ကမဖြတ်ဘဲနဲ့ဒီတိုင်းထိုးဆိုင်လို့လည်းရတယ်ဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့အမြစ်ကိုဖြတ်ရခြင်းအကြောင်းอ่ะ ကျွန်တော်တို့အကိုင်းတွေ body တွေမှာအရင်ကျယ်အဖျားသွယ်လေးတွေ body ကိုမွေးသလိုအကိုင်းမှာလည်းအကိုင်းကိုအရင်ကျယ်အဖျားသွယ်လေးမွေးရတယ်အဲလိုပဲဒီအမြင့်မှာလည်းဒီအခြေကြီးမဲ့တဖြည်းဖြည်းနဲ့အမြင့်သွယ်လေးတွေရသွားခြင်းလို့ကျွန်တော်တို့ကဒီအမြင့်တွေကိုလိုသလောက်ကနေကျွန်တော်တို့ပြန်ဖြတ်မယ်ပေါ့နော်ပြန်ဖြတ်ပြီးတော့တဆင်ချင်းအမြင့်လေးတွေလည်းပြင်သွားတယ်ကျွန်တော်တို့အမြင့်ပြင်တာဆိုတာကမပြင်လဲမပြင်မဲလဲရတယ်ဒါပေမဲ့ဒီအမြင့်တွေကိုပြင်ခြင်းအပြင်အမြင့်ရဲ့အလှပင်စီရဲ့အလှအကိုင်းရဲ့အလှ ဟိုတစ်ခုလုံးပေါ့နော်အပင်တစ်ပင်လုံးကိုပြောစရာမရှိအောင်ကျွန်တော်တို့ဒီအမြစ်တွေပါစပြီးပြင်ရတဲ့သဘောပေါ့ဟုတ်အဲ့တော့ကျွန်တော်တို့အမြစ်စဖြတ်မယ်ပေါ့နော်ဟုတ်ဒီအမြစ်စဖြတ်မယ်ပေါ့နော်စဖြတ်မယ်ဆိုတော့ဒီအမြစ်ကြီးတွေရဲ့အပေါ်မှာရှိတဲ့ဒီအမြစ်မွားလေးတွေကမလိုအပ်ကျွန်တော်တို့ဒါလေးတွေစဖဲ့မယ်ဒါလေးတွေစဖဲ့မယ်ဒီလိုအပေါ်ထောင်တက်နေတဲ့ဒီလိုအမြစ်မျိုးတွေဖဲ့မယ်အသေးတွေဖဲ့မယ်ပေါ့အဲပြီးပြီဆိုရင်ဒီကောင်းလေးကျွန်တော်တို့အမြစ်တွေစဖြတ်မယ်ဒီ body နဲ့ body shape နဲ့ ိုက်ညီတဲ့အမြင်မျိုးတွေထားမယ်အဲလိုမျိုးဒီကောင်းလေးဆိုရင်ဒီကောင်းကျတော့လွှားနေမှအဆင်ပြေမယ်အမြင်နည်းနည်းကြီးတော့တို့အတွင်းဘက်ဝင်နေတဲ့ဒီလိုအမြင်မျိုးတွေဖြတ်ပြင်မယ်ဒီအောက်တဲတဲ့အမြင်တွေဖြတ်မယ်ကောင်းလေးဆိုဖြတ်မယ်ကောင်းနေအထဲတရားကောင်းနေဖြတ်မယ် ိုအမြစ်ပိုရှံလာလေးဖြတ်မယ်တော့ဒီကောင်းဆိုရင်ဒါဒီဘက်ကတော့အမြစ်အလှရတယ်ဒီဘက်မှာကျတော့ဒီတချောင်းကဟိုထဲဝင်တယ်ဒီအချောင်းကိုကျွန်တော်ပြန်ဆွဲထုတ်မယ်ဆိုလို့ရှိရင်လည်းကျိုးမှာဗျအဲ့တော့ဒီကနေတော့အမြစ်သစ်လေးရဖို့ကျွန်တော်စိုက်တဲ့အခါမြေကိုတလောက်လေးထိမြုပ်ပြီးတော့ဒီကအမြစ်သစ်လေးရဖို့ပြန်မျောရမှာနော်အဲ့လိုမျိုး အခုဒီအမြေလေးတွေကိုဖြတ်ပြီးတဲ့အခါကျလို့ရှင်ကျွန်တော်တို့ကဒီတိုင်းဖြတ်မထားလိုက်ပဲနဲ့ဖြတ်ထားရင်ကျွန်တော်တို့ကတ္တာနဲ့ဖြတ်တယ်လွှမ်းနဲ့ဖြတ်တယ်ဆိုတော့ဒီထိတ်လေးတွေကဖွာနေရဗျဖွာနေတဲ့အခါကျတော့အမြေသစ်ထွက်ဖို့ကဟိုတို့မှအဆင်မပြေဘူးအဲ့တော့ဒီကျွန်တော်တို့အကိုင်းလေးတွေအနားလုံးသလိုမျိုးပဲတို့လည်းအနားလေးတွေလုံးပေးမယ်ပေါ့နော်ဓာတ်ထက်လေးနဲ့အနားလေးတွေလုံးမယ်အနားလေးတွေလုံးတဲ့အခါတစ်ကောင်းလေးတွေလုံးတာပို့ပြီးတော့ကောင်းတယ်ဗျဟိုဘယ်လိုကောင်းအမြင့် ဘေးကိုကားထွက်တာပေါ့နော်အဲ့လိုမျိုးဒီဘေးတွေကိုတစောင်းလေးတွေအမြေလေးကျွန်တော်လိုက်လုံးပေးမယ်အနာသက်လုံးမယ်ပေါ့နော်ဆောင်းလေးဆိုတစောင်းလေးတွေဘေးကိုဆောင်းဆောင်းလေးတွေပေါ့လုံးမယ်ဒီအောက်သားလေးတွေပြန်တိမယ်ဘူးလိုမျိုးလုံးမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ စိုက်ဖို့အတွက်အစဉ်သင်းဖြစ်ပြီးပေါ့အမြေအတွက်ကဒီမရှိတဲ့အမြေကိုတော့ကျွန်တော်တို့ကမြေလေးတစ်လောက်ထိမြုပ်ပြီးတော့ကျွန်တော်ပြန်မွေးယူမယ်အမြေကစိုက်တဲ့နေရာမှာကျွန်တော်တို့ဒီတိုင်းလဲစိုက်လို့စိုက်လိုက်လို့ရတယ်လေးချင်းအိုးမြေထဲမှာဖြစ်ဖြစ်လေးချင်းအိုးထဲမှာဖြစ်ဖြစ်သို့တော့ဒီလိုမျိုးပေါ့အဝိုင်းပြားလေးတပြားအောက်ကခံပြီးတော့စိုက်ချင်းအပြင်အမြေပြင်လေးတွေကအဝိုင်းပြားလေးကိုကြော်ပြီးတော့ဆင်းရတဲ့အတွက်အမြေပြင်လေးကားကားလေးနဲ့နိုင်ငံတကာမှာရှိနေတဲ့အမြင့်မျိုးတွေပေါ့ကျွန်တော်တို့ခဏခဏမြင်တွေ့ရပါတယ်အဲ့လိုမျိုးအမြေပြင်ကားကားလေးတွေရဖို့အတွက် ဆင်ပြေတယ်ဗျကျွန်တော်ကတော့အခုလိုမျိုးဝိုင်းပြားလေးနဲ့များတော့ပြင် site တန်များဟုတ်ကဲ့ဟုတ်ကျွန်တော်တို့အခုဆိုရင်တော့ဒါလေ့ကျင့်ဦးထဲမှာစတင် site ပြဖို့အတွက်6လက်မခန့်ရှိတဲ့အပင်လေးတစ်ပင်ရပြီပေါ့နော်အခုလိုအပင်လေးတစ်ပင်ရဖို့အတွက်ကကျွန်တော်တို့သတော်ကကျွန်တော်ပြခဲ့သလိုပဲ6ပေလောက်6ပေခန့်လောက်ရှိတဲ့အပင်တစ်ပင်ကိုအချိန်ပေးဟိုနေ့တွေလက်တွေရက်တွေလတွေနဲ့အချိန်တွေအများကြီးပေးပြီးတော့မှကျွန်တော်တို့ပေးဆက်ပြီးတော့ဒီလိုမျိုးအပင်ရန်လေးတစ်ပင်ရဖို့အတွက်ဖန်တီးရတာပေါ့နော် ဘွန်တိုင်းဆိုတော့ကျွန်တော်တို့ဟိုရုပ်ချင်းဟိုအုံဖွားဆိုပြီးလှလာတာမျိုးတော့မဟုတ်ဘူးကျွန်တော်တို့အချိန်ပေးရတယ်ဟိုရက်တွေလားညတွေရင်းရတယ်အဲလိုမျိုးနဲ့မှကျွန်တော်တို့အပင်ကောင်းလေးတွေလည်းဖြစ်လာနိုင်တယ်ပေါ့ဟုတ် အချိန်တို့တွင်လောက်ခဲ့တဲ့အပင်တွေကတော့ဟိုဘလို့ခေါမလဲဘွန်တိုင်းအင်္ဂါရက်နဲ့ညီဖို့ကတော့တော်တော်လေးခက်ပါတယ်ဘွန်တိုင်းအင်္ဂါရက်နဲ့ညီတဲ့အပင်တွေဖြစ်ဖို့ဆိုတော့အချိန်ပေးရမယ်အဲလိုမျိုးလေးကိုကျွန်တော်ပြောချင်တာဟုတ်ဟုတ်ဒီ လက်ရှိပင်လေးကိုလည်းကျွန်တော်တို့လေ့ကျင့်ဦးတဲ့ကိုစတင်စိုက်ပျိုးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်လက်ကြည့်ရှုသွားပေးပါအောင်နော်ဟုတ်ကျွန်တော်တို့ဘူးပေါ့နော်ဟိုဟိုစတင်ဖြတ်တောက်ထားတဲ့ဒီပရိမနာပင်ချမ်းလေးကိုလေ့ကျင့်ဦးတဲ့မှာ စတင်စိုက်ပျိုးတော့မှာဖြစ်ပါတယ်အဲ့ဒါလေးပြသမှာဖြစ်ပါတယ်ဗျဟုတ်ဟုတ်ဒါကျွန်တော်တို့စတင်စိုက်ပြိုးတော့မယ်ဆိုတော့ဒါကျွန်တော်တို့ပုံမှန်ဆက်မြေပေါ့နော်ကျွန်တော်ဆက်တဲ့အတုံးနှုံးပေါ့ဒီထဲမှာတဲချမ်းပါမယ်နွားချီပါမယ်သိရွက်စေးပါမယ်ဒါပေမဲ့ဒီ ဟိုစက်မြည်ရဲကိုဒီအပင်ရဲ့အမြင့်တွေနဲ့ကျွန်တော်ဓာတ်ရိုက်ပေးပြီးတော့မထိတွေ့ဘူးဗျကျွန်တော်အခုလိုတဲချမ်းလေးတစ်ထပ်ခံမယ်ပေါ့နော်တဲချမ်းလေးတစ်ထပ်ခံမယ်ပြီးရင် အမြင့်ပြင်သွားသွားကျွန်တော်ပြောပြခဲ့သလိုပဲအမြင့်ပြင်ရဖို့အတွက်ဒီအဝိုင်းပြားလေးတစ်ပြားခံမယ်ပြီးတော့မှဒီအပင်ပေါ်ကြီးလေးတဲမယ်ကျွန်တော်မြည်ဖို့မယ်ပေါ့ဒီဘေးကနေတဲချမ်းပဲဒါကျွန်တော်တဲချမ်းသီးတန့်တဲချမ်းသီးတန့်ဖို့ပြီးလို့ကျွန်တော်အမြင့်တွေခိုင်မာသွားပြီဆိုလို့ရှိရင်ဒီကောင်အမြင့်ထွက်လာနဲ့ဒီအောက်က တိရွယ်ဆွေးနွားချီးပါတဲ့အောက်ကအစာကိုသူစဉ်းစားမယ်ဒါသူရဲ့ကျွန်တော်ရဲ့အတွေးပေါ့နော်ကျွန်တော်အတွေးနဲ့ကျွန်တော်ဖန်တီးတဲ့ဖန်တီးမှုပေါ့တခုကကျွန်တော်ပြောချင်တာကျွန်တော်တို့ဘွန်ဆိုင်တော်တော်များများလည်းသိတာတော့သိပြီးကြပါပြီဒါပေမဲ့မသိသေးတဲ့လူ beginner တွေအတွက်ပေါ့နော်ကျွန်တော်တို့အပင်တပင်စပြီးတော့လေ့ကျင့်လေ့ကျင့်ပြီးဆိုလို့ရှင်တချို့ကအိုးပြားလေးနဲ့ထည့်ပြီးတော့ဟိုစိုက်ကြတာများတယ်အဲ့လိုတွေးရတယ်ပေါ့ဒါပေမဲ့ တခုလိုမျိုးလေးကျင်အိုလုံလောက်တဲ့သူ့အတွက်အစာအာဟာရလုံလောက်တဲ့လေးကျင်အိုနဲ့စိုက်တာကအပင်အဖြစ်မြန်သလိုအလုံးလုံးနှုံအားလည်းကောင်းတယ်ကျွန်တော်တို့တစ်နှစ်နဲ့နှစ်နှစ်နဲ့အဲ့လိုမျိုးအချိန်ပေးပြီးတော့ကြာချိန်စောင့်ရတဲ့အပင်ကို6လနဲ့7လနဲ့ဟိုဂိုင်းတကိုင်းကိုရတယ်ပေါ့အဲ့လိုမျိုးအတွက်ကျွန်တော်တို့ဒီလိုလေးကျင်အိုကြီးကြီးဒါဆိုရင်သူ့နဲ့တင့်တော်တဲ့ဒီအပင်ရဲ့အနေထားနဲ့တင့်တော်တဲ့လေးကျင်အိုတိုးပေါ့အဲ့လိုမျိုးအစာလေးတွေလည်းတင်းတင်းလျောက်ပတ်ဆိုတာရမယ် သူအမြင့်ပြင်ဆင်မှုအတွက်လည်းကျယ်ဝန်းတဲ့မျက်နှာပြင်ဧရိယာရှိမှာခုလိုမျိုးဦးလင်းတွေကတော့ဒီလိုဒီရွယ်စားအပင်လေးတွေအတွက်ကတော့အသင့်တော်ဆုံးသူ့ထက်ရွယ်စားကြီးမဲ့ပေါ်လေးကြီးမဲ့အပင်ဆိုလည်းသူ့ထက်အိုးနဲ့နဲ့ကြီးမဲ့စောက်နဲ့နဲ့နဲ့မဲ့အဲလိုမျိုးဦးလေးတွေပေါ့ဒါကတော့ကျွန်တော်တို့ပွန်ဆိုင်လေ့ကျင့်မှုအတွက်လေ့ကျင့်အိုးရွေးချယ်နေလေးလည်းဖြစ်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ဒါကျွန်တော်တို့လေ့ကျင့်အိုးလည်းတွင်းပြီးပေါ့နော်လေ့ကျင့်အိုးလည်းတွင်းပြီးွားပြီဆိုတော့ကျွန်တော်တို့ကြံခဲ့တဲ့အပိုင်းလေးတစ်ခုပေါ့ဒါအနာကျစေး နာကျက်ဆေးဆိုတော့ဒီပင်စီတဲကဟိုရေဓာတ်တွေအပြင်ကိုဆုံးရှုံးမသွားအောင်ရေပိုမွှားဒီဒီထဲကိုမဝင်ရောက်နိုင်ဖို့အတွက်ကျွန်တော်တို့ကဒီအနာကျက်ဆေးလေးတွေကိုတုံးပေးရတယ်ဗောနော်တုံးပေးရတယ်ဆိုတော့ဒီအပင်လေးကတော့ဒါဟိုအနာကျက်ဆေးတော့တုတ်နေပြီပေါ့ဒီပင်လေးကိုနောက်6လလောက်နေရင်ဒီပင်လေးကဟိုကျွန်တော်တို့နောက်တစ်ချိန်ပြန်ပြီးတော့ပြုပြင်လို့ရမယ်အကိုင်းခက်လေးတွေပြန်ဖြစ်လာမယ်အဲ့ဒီချိန်ကျရင်လည်းကျွန်တော်တို့ထပ်ပြီးတော့ ပြုပြင်ဖြတ်တောက်တာလေးတွေကိုပြန်ပြီးတော့တင်ဆက်ပေးပါအောင်မယ်နော်လောလောဆယ်ကတော့ကျွန်တော်အနာချက်စေးလေးတုံမယ်ဒီမှာအနာလေးတွေပေါ်ဒီမှာလည်းရှိတယ်ရှိတဲ့အနာလေးမှန်သမျှရေတက်မဆုံးရှုံးရအောင်ကျွန်တော်တို့ဟိုအနာချက်စေးတုံမယ်ပေါ့နော်ကျွန်တော်တို့ကတော့အနာချက်စေးကတော့တုံးတယ်ပေါ့တကယ်၍အနာချက်စေးနဲ့အလန့်မမီတဲ့ကျွန်တော်ဗီဂင်နာတွေအတွက်အနာချက်စေးနဲ့အလန့်မမီတဲ့လူတွေအတွက်ကတော့ကျွန်တော်တို့အိမ်မှာရှိတဲ့ကွန်ဆာထုံးကွန်ဆာထုံးလည်းတုံးလို့ရတယ် ဒါမှမဟုတ်ကွန်ဆာတုံးမရှိဘူးရှွန်စည်းရှွန်စည်းလည်းတုံးလို့ရတယ်နောက်အိုးဖာတိတ်တုံးလို့ရတယ်ကျွန်တော်ဒီအနာနေပြီးတော့ရေတက်အပြင်ကိုမဆုံးရှုံးမှုအတွက်မြည်သည့်ကာဝဲနီးနဲ့မဆိုတုံးလို့ရပါတယ်ကျွန်တော်လက်လန်းမိသလောက်ပေါ့နော်နောက်ဆုံးဂုံဂုံပြောရရင်ကျွန်တော်တို့သားသမီးတွေစားတဲ့ PK အချိုးကုံသွားတဲ့ PK ကတ်လို့ရပါတယ်အိုးဖာတိတ်တုံးလို့ရပါတယ်ဟုတ်စိတ်သက်မကြနဲ့ပေါ့အဓိကကတော့ဟိုပွန်တိုင်းက အချိန်ပေးရတယ်ကျွန်တော်တို့အချိန်ပေးရတယ်ငွေလဲပေးသင်ပေးရမယ်ပေါ့နော်သူနဲ့ဆက်ဆက်တဲ့ accessory လေးတွေရှိတဲ့အတွက်အဲဘာဖြစ်ဟိုစူးစမ်းကြပါဟိုအချိန်ပေးရတာကိုလည်းစိတ်ထဲမှာထားပါနဲ့ငွေပေးရတာစိတ်ထဲမှာထားပါနဲ့ဒီဝါသနာကိုကိုလှုပ်ချင်တဲ့အလုပ်တစ်ခုကိုမဆုံးမနေလေးစူးစမ်းကြပါပေါ့နော်အချိန်တန်းအပင်တမင်ကဖြစ်လာပါလိမ့်မယ်အချိန်ဆိုတော့ဒီအပင်အတွက်ကတော့အချိန်ကအရန်တန်မှုရှိတယ်